ီနေ့မှာတော့ကိုရီးယားနိုင်ငံရဲ့ရေပန်းစားသုံးမှုကင်းရုပ်သံတိုင်းကိုထုတ်လွှင့်သူဦးစံ streaming platform ကမဖြစ်ရှင်းရသေးတဲ့မှုကင်းတွေကိုခွဲခြမ်းစိတ်ပြရင်ဂွေသက်လူသက်သမားမှုကိုဓာတ်ရိုက်ထုတ်လွှင့်စုံစမ်းမှုဖြစ်လာပါတယ်။ဒက်လွန်သားတွေကိုတစားတစား live share ရင်လူသက်သမားရဲ့နာမည်ကိုသိသွားခဲ့တယ်လို့လူသက်သမားကလည်းသူ့ရဲ့လှူရှားမှုတွေကို platform ကနေစောင့်ကြည့်နေတဲ့အခါဘာရီဘလိုဆက်ပြစ်မလဲဆိုတာကိုရေကုန်ဆဲလှူရှားပွဲ recap လုပ်ပေးသွားခြင်းပါတယ်။ရေကလေးကိုမစားခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ကြပါဦးကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူထွန်းဖြစ်ပါတယ် web platform မှာ streamer အဆင့်ကအဟောဆုံးဖြစ်နေပါတယ်။သူရဲ့ live မှာလောလောလတ်လတ်တည်ဆုံထားတဲ့ wagamelee အတွက် one အကြောင်းကိုပြောနေပြီးတည်ဆုံထားတဲ့ melee ကတော့သူ့ကိုယ်သူတက်တည်သွားခဲ့တာဖြစ်ပါတယ်။ဒီလိုဖြစ်ရခြင်းအစားကတော့ melee ကသူရဲ့ live မှာအဝိစလူသက်သမားကိုလူသိရှင်ညာဝေဖန်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ဒီလို melee ကလူသက်သမားကိုလူသိရှင်ညာဝေဖန်လိုက်ပြီးတဲ့နောက်တိတ်မကြတဲ့အချိန်မှာပဲလူသက်သမားကနောက်ထပ်ပြစ်မှုတစ်ခုကိုထပ်ပြီးကျူးလွန်လာခဲ့ပါတယ်။ ဒါကြောင့်အားလုံးကမယ်လီကိုလူသက်သမားကိုသွားဆွားကပြင်မှုထက်ပြီးကျူးလွန်အောင်တောင်းအားပေးခဲ့တယ်လို့ဆက်ဆွဲလာခဲ့ကြတာပါ။ဒါကြောင့်ပဲဒီစကားတွေကိုတောင်းမခံနိုင်ခဲ့တဲ့မယ်လီကသူ့ကိုယ်သူတတ်တည်သွားခဲ့ပြီးတကယ်တော့ဒီလိုပြိသက်တွေကပဲလူသက်သမားတွေဖြစ်နေတယ်လို့ဆိုရပါမယ်။သူ့ကိုယ်သူပြင်မှုမဟုတ်ဆိုဖြစ်ခံယူထားတဲ့ဥစ္စာကတော့ဒီအဝိစလူသက်သမားဟာအားကြီးတာကြောင့်မယ်လီကသူနဲ့မနိုင်တဲ့ဝင်ကိုထမ်းခဲ့တာဖြစ်တယ်လို့သူရဲ့ live မှာပြောလိုက်ပါတယ်။ ီလူသားသမားကိုတော့သူ့လို profiler တယောက်ကပဲအပြေရှာနိုင်လိမ့်မယ်လို့ပြောခဲ့ပြီးအခုတလုံးနာမည်ကြီးနေတဲ့အဝိစာလူသားသမားကတော့ဟုံးတယ်မှာ၅ချိန်မြောက်လူသားမှုကိုထပ်ပြီးချိုးလွန်လာခဲ့ပါတယ်လူသားသမားဟာမိန်ကလေးတွေကိုတပ်ပြီးအဝိစာတစ်ပိုင်းကိုညှက်ယူသွားတတဲ့အချင်းရှိကအလောင်းတွေကိုတော့ public နေရာတွေမှာခြံထားခဲ့ပြီးအကင်းပြပွားရာနေရာကိုသူ့ရဲ့ကိုယ်ပိုင်စင်မြင့်ဖြစ်မှတ်ယူထားတဲ့ psychopath တယောက်ပဲဖြစ်ပါတယ်အခုမှမှာတော့ကလပ်ကနေတယောက်ထဲထွက်လာတဲ့ကောင်းမလေးကိုတတ်ခဲ့တာဖြစ်ပြီးအလောင်းကိုတော့ရန်ဟွာဂျင်းနာကတရားအောက်မှာထားခဲ့တာဖြစ်ပါတယ် ကလကနေရန်ဝါချင်းတတိတဆုံးတရားမတွေ့ရပဲစေဆက်သေးချာလာတဲ့လူသက်သမားကိုတော့ဦးဆန်ကချီးကျူးနေခဲ့ပါတယ်။ဒီလိုရဲရီမရှာနိုင်တဲ့လူသက်သမားကိုတော့ဦးဆန်က American FBI တယောက်ရဲ့နေရာတိုင်းဖြစ်ခဲ့တာတွေကိုပြန်လည်ပုံဖော်ကလူသက်သမားရဲ့စိတ်ထဲကိုဝင်ကြည့်ဖို့အစဉ်ခေါ်လိုက်ပါတယ်။သူရဲ့ကင်မရာမန်ဖြစ်တဲ့အယောင်ရှိတဲ့သူကလကကိုလာခဲ့ပြီးနေနာသူကောင်မလေးတိုင်းဝစ်စင်ထားတဲ့မာတီတာနဲ့အတူတရုပ်ဆောင်ကသူရဲ့ line မှာအခင်းဖြစ်ပွားခဲ့တဲ့နေ့ကိုပြန်လည်အသက်သွင်းပြလိုက်ပါတယ်။ မာရီတာကတော့ဦးဆန်လို Work Streamer တယောက်ဖြစ်ပြီးပေါ်ကသားကတော့ထိုင်းသင်းသလောက်နာမည်ရခဲ့ပေမဲ့အခုတော့နာမည်ချနေတဲ့သူဖြစ်ပါတယ် မာတီတာနဲ့သူ live လုပ်ရင်းခဲ့ပေမဲ့ live ထဲမှာတော့ဦးစံကဘာမှဝင်မပြောလိုက်ရပဲမာတီတာကသာတရားခံအကြောင်းတွေကိုတိတိကျကျစီကဘက်ကုံးပြောသွားကနောက်ဆုံးမှာတော့ပြမှုမဟုတ်ဆိုဦးစံတယောက်ဝါကာမာတီတာစီမှာခံလိုက်ရပြီးသူရဲ့ပရိသတ်တွေကိုမာတီတာကပေါ်တင်ကြီးခိုးသွားခဲ့ပါရယ်နောက်တစ်ပတ်မှာတော့မာတီတာက web streaming platform မှာနံပါတ်1ဖြစ်လာခဲ့ပြီးဦးစံကတော့ခွေးကြကြခဲ့ကသူရဲ့ရဲစရာတိတ်တွေကိုလည်းနောက်ကြောင်းဖော်ကန်ခဲ့ရပါရယ် Wax ဆိုတော့ကိုရီးယားနိုင်ငံရဲ့ streaming platform တစ်ခုဖြစ်ပြီးကိုပိုင်ဗီဒီယိုတွေတင်ကြတာကကိုကွန်တန့်ကိုခြိုက်တဲ့ပရိသတ်တွေက sticker တွေပ ေးနိုင်ပြီးတော့စတက်ကာတစ်ခုကိုတဝံမဲဖြစ်ပါတယ်။ဒါကြောင့်ဝါကာရီနေနဲ့အမိုက်စာရင်သက်ရှုမောပဲဗီဒီယိုတွေကိုတင်ကြပြီးဝင်ဝင်နဲ့ကြော်ကြောင်းမှုကိုရဖို့အစွမ်းကုန်ကြိုးစားနေကြတာပဲဖြစ်ပါတယ်။ဒီလိုမျိုးမာတီတာရဲ့ UI ချက်ရှိရှိနဲ့အချင်းကခံရပြီးတဲ့နောက်မှာတော့အူဆန်ဟာ work မှာနံပါတ်1ပြန်ဖြစ်ဖို့စူးစမ်းပြီး live လုပ်နေပေမဲ့ breaker တွေကတော့မာတီတာကိုပဲ main နေကြပါတယ်။မာတီတာကတော့အူဆန်ရဲ့ breaker တွေကိုရပြီးတဲ့နောက် Android များတဲ့တင်ဆက်မှုတွေလည်းအများကြီးလုပ်ခဲ့ပြီးအခုတော့ဆက်သွယ်လို့မရပဲပျောက်နေခဲ့ပါတယ်။ ဦးစံရဲ့လိုက်မှာပရိသတ်တွေကမာတီတာစီဖုံးကိုကြည်ခိုင်းကြပြီးဦးစံဖုံးကိုလိုက်တဲ့အခါမှာတော့ဆက်တွယ်လို့မရပဲဖြစ်နေပါရယ်။ဒါကြောင့် work မှာနံပါတ်1ပြန်ဖြစ်ဖို့စီစဉ်နေတဲ့ဦးစံလည်းမာတီတာကိုရအောင်ရှာပြီးပရိသတ်တွေစီကစိတ်ဝင်စားမှုကိုပြန်ရအောင်လုပ်ဖို့ဆုံးဖြတ်လိုက်ပါရယ်။အဲ့တော့ရောင်ရှိတဲ့သူမာတီတာရဲ့အိမ်ကိုလိုက်လာခဲ့ပြီးကားရလို့မရအောင်လာပြောတဲ့ရက်ွက်ထဲကဦးလေးကြီးနဲ့ဂျုံခဲ့ရပါရယ်။ ။အိုလီတီရဲ့ယူကြောင်ကြောင်ကားကွက်တွေကိုကြည့်ပြီးတဲ့နောက်မှာတော့မာတီသားရဲ့အိမ်ကိုရောက်လာခဲ့ပြီးမာတီသားရဲ့အိမ်တကားကတော့ဖွင့်နေခဲ့ပါတယ်။အဲဒါကြောင့်အိမ်ထဲကိုဝင်လာခဲ့ကြပြီးအိမ်ကမဲမောင်နေတာကြောင့်ဖုံးမိနေလိုက်ကြည့်လိုက်ကနောက်ဆုံးတော့မာတီသား live ဖွင့်တဲ့နေရာကိုရောက်လာခဲ့ပါတယ်။အိုဆမ်ကမာတီသားရဲ့အကောင့်လေးကိုဝင်ကြည့်လိုက်တဲ့အခါမှာတော့ live stream ပျံနေတဲ့မာတီသားရဲ့နောက်မှာမျက်နှာမဟုတ်တဲ့လူတစ်ယောက်ပေါ်လာခဲ့ပြီးကင်မရာကိုပိတ်သွားခဲ့ပါတယ်။ဒါကြောင့်အိုဆမ်လည်းမာတီသားရဲ့အကောင့်နဲ့ live stream ခဲ့ပြီးမာတီသားကဘယ်လိုပြောင်းသွားလဲဆိုတာကိုစပြီးစုံစမ်းပါတော့တယ်။ မာတီတာကတော့ဒါဆိုးဆိုတဲ့ကောင်းမလေးနဲ့အများဆုံးစကားပြောထားပြီးဒါဆိုးကလည်းတသစ်ဆဝါကာတယောက်ပဲဖြစ်ပါတယ်။ဦးဆန်ကဒါဆိုးကိုမာတီတာအင်ကိုလာဖို့ခေါ်လိုက်ပြီးဝါကာပေါ့ဆာဒါဆိုးကတော့ဦးဆန်စီကို live တွေ့ရင်ရောက်လာခဲ့ပါတယ်။ဦးဆန်ကဒါဆိုးကိုမာတီတာအကြောင်းမေးကြည့်လိုက်တဲ့အခါမှာတော့မာတီတာကိုအတင်းလိုက်ချိုက်နေတဲ့ထူးဆန်းတဲ့ psycho တကောင်ရှိတာကိုသိလိုက်ရပြီးသူနာမည်ကတော့ Ejin Song ပဲဖြစ်ပါတယ်။ဇာတ်ရုပ်ကိုဆက်ကြည့်တဲ့အခါမှာလည်းမာတီတာပြောင်းဆုံးသွားတဲ့အချိန်မှာ Ejin Song နဲ့နောက်ဆုံးပြောထားတာဖြစ်နေပါတယ်။ ဒါကြောင့်ဦးဆောင်ကမာရီတာအကောက်မှာရှိတဲ့အေဂျင့်ဆောင်ရွက်တဲ့ပုံကိုပြကာဒွေဗီရဲ့သူရှိရင်သူစီကိုသတင်းပေးဖို့ပရိသတ်တွေကိုပြောလိုက်ပါတယ်။ဒါဆိုကတော့နမည်ကြီးတဲ့စီနီယာဦးဆောင်ကိုလိုက်ကပ်နေပြီးခဏအကြာမှာတော့ဟုံးတယ်ကမြေရောက်ခန်းတစ်ခုမှာအေဂျင့်ဆောင်နေရဆိုတာကိုပရိသတ်တယောက်စီကနေတီးလိုက်ရပါတယ်။ဒါကြောင့်လက်ရှိမှာတရားခံဖြစ်နိုင်ဆုံးဖြစ်တဲ့အေဂျင့်ဆောင်ကိုရှာဖို့ဦးဆောင်တို့လည်းအဲ့ဒီတိုက်ခန်းကိုလိုက်လာခဲ့ကြပါတယ်။တိုက်ခန်းကိုရောက်တဲ့အခါမှာတော့ဆွဲတကားတစ်ခုမှထူးထူးဆန်းဆန်းပကြီးတွေဆွဲထားတာကြောင့်ကြီးဖို့လုပ်ပြင်မယ်။ဖုံးလေးချောင်းဒီတိုင်းထားလိုက်ပြီးမြေရောက်ခန်းတွေကိုဝင်လာခဲ့လိုက်ပါတယ်။ ။မြောက်ခံထဲမှာတော့ပကြီဆွဲထားတာတွေအများကြီးရှိနေပြီးအများစုကတော့မာတီတာရဲ့ပုံတွေဖြစ်နေပါတယ်။ဒါကြောင့်ဦးဆောင်ကအခန်းကိုထပ်ပြီးစစ်ဆေးနေရင်းရောင်ရှိက live video တခုကိုပြခဲ့ပါတယ်။ဒီ live ထဲမှာတော့ဝါကာအိုယုံကူနဲ့ Rolly Faro နှစ်ယောက်က agent ဆောင်ဝင်လိုက်ဖမ်းနေတာကြောင့်ဦးဆောင်လည်းအိုယုံကူတို့စီကနေ agent ဆောင်ကိုဝင်လုခဲ့ပါတော့တယ်။အဲ့တော့အေဂျင်ဆောင်ကိုအနီးကကင်မရာနဲ့ရိုက်ကမာတီတာပြောက်သွားတဲ့အကြောင်းကိုမေးပေမဲ့အေဂျင်ဆောင်ကတော့ဘာမှမသိပဲသူမဟုတ်ဘူးလို့ပဲဖြေကငိုပဲငိုနေခဲ့ပါတယ်။ဒါကြောင့်ဦးဆန်က မင်းလိုရိုးသားသားလေးကဘလို့မှတရားခံမဖြစ်နိုင်ဘူးဒါပေမဲ့အခုချိန်မှာပြိတ္တအားလုံးကမင်းကမာထီတာကိုပြန်ပြီးဆွဲရတူလို့ထင်နေတာကြောင့်တကယ်ကြောင့်မဟုတ်ရင်လည်းမဟုတ်ဘူးဆိုတော့တော့ရှင်းပြဖို့လိုကြောင်းအေဂျင်ဆောင်ကိုပြောလိုက်ပါတယ်ဒီချိန်မှာဦးဆောင်ကသူ့စိတ်ထဲမှာလည်းအေဂျင်ဆောင်ကတခုခုတီထားရဆိုတဲ့အလိုလိုသူ့စိတ်ကိုခံစားခဲ့ရပါတယ် နောက်ဆုံးမှာတော့ဒီချိန်ဆောင်ကအနုပညာတိုက်ခန်းမှာတွေ့ခဲ့တဲ့လူတစ်ယောက်အကြောင်းကိုဦးဆောင်ကပြပြလိုက်ပါတယ်။အဲဒီလူကတော့အနုပညာခန်းမှာဗဂျီတူဆွဲရင်အေဂျင်ဆောင်နဲ့တွေ့ခဲ့တာဖြစ်ကအေဂျင်ဆောင်ကမာတီတာအကြောင်းကိုပြပြတဲ့အခါမှာတော့သူလဲစိတ်ဝင်စားတယ်လို့ပြောကမာတီတာရဲ့အသေးစိတ်အကြောင်းတွေကိုပါမေးလာခဲ့တာပါ။အဲနော်မာတီတာနဲ့အတူအိတ်ဖြစ်သွားပြီမာတီတာကသူ့ကိုပြောတဲ့စကားတွေကိုမကြိုက်တာကြောင့်ဒေါသထွက်နေရင်ဘေးကအင်ဂျင်နီယာဝင်ထားတဲ့ကောင်းမလေးဖြတ်သွားတဲ့ခါမှာတော့ရုတ်တရက်ကြီးပြန်ပြောသွားကအဲ့ဒီမိန်းကလေးကိုအကြာကြီးစိုက်ချနေခဲ့ကြအောင်ပြောပြလိုက်ပါတယ် ဒါကိုကြားပြီးနောက်မှာတော့ဦးဆန်ကအဲ့ဒီလူကအဝိစာလူသက်သမားဆိုတာကိုသိလိုက်ပြီးအေဂျင်ဆောင်ကိုအဲ့ဒီလူရဲ့လိမ့်စာကိုမေးလိုက်ပါတယ်။တယောက်နဲ့တယောက်ပုံစံချင်းဆင်းလို့ရင်းနှီးခဲ့ကြပေမဲ့အဲ့ဒီလိမ့်စာကိုတော့မသိတဲ့အေဂျင်ဆောင်ကအကောင့် ID ကိုတော့ခုနကဒီ live ထဲမှာတွေ့လိုက်ကြအောင်ဦးဆန်ကိုရိုးတတပြောလိုက်ပါတယ်။ဒီလိုရေးကြည့်တဲ့အကြောင်းအရာကိုခုမှပြောတဲ့ငတူလေးဂျင်ဆောင်ကိုတော့ဦးဆန်က ID ပြန်ရှာခိုင်းလိုက်ပြီးလူသက်သမားကတော့ဦးဆန်ရဲ့ live ကိုတစ်ချိန်လုံးကြည့်နေကြတာဖြစ်ကမျက်နှာဖုံးတက်ပြီး live print လာပါတော့တယ်။ ။ live ထဲမှာတော့မျက်နှာပေါင်းတဲ့လူကဦးစားသူ့ရဲ့ပေါက်ကရအတွေ့အကြုံလူရီအမှန်ထင်အောင်လလစပယ်ပြောနေတဲ့ကောင်းလို့ဆွဆွဲလိုက်ပြီးအခုသူ့ရဲ့စိတ်ကဘယ်လိုလဲဆိုတာကိုခံမှန်းချီစမ်းဆိုတာပြောလိုက်ပါရီ။ဒါကြောင့်ဦးစံလည်းဒေါသထွက်သွားပြီးမင်းကိုဖမ်းပြီးတော့ကိုရိုင်းဝန်ခံရအောင်လှုပ်ပေးမယ်လို့ပြောလိုက်တဲ့ခါမှာတော့မျက်နှာပေါင်းတဲ့လူကမာထီတာကိုတနာရီတွင်းတွေ့အောင်ရှာဖို့ပြောတာတနာရီတွင်းတွေ့အောင်မရှာနိုင်ရင်မာထီတာကိုတတ်ပစ်မယ်လို့ဦးစံကိုပြောလိုက်ပါရီ။ live တင်နေကြတဲ့ပရိသတ်တွေကတော့ဒါရီကိုစတစ်ကာရီမြမြရဖို့အတွက်ဦးစံနဲ့မာထီတာတို့ပေါင်းချန်ထားတဲ့လှုပ်ဆက်လို့ထင်နေကြပါရဲ့ ရစတဲ့ సై ကိုလူသားသမားတဲ့တကယ်ထိုက်ခိုက်နေရတဲ့ဦးစံကတော့မျက်နှာဖုံးကောင်ရဲ့ live ထဲမှာဖုံးစိုးဆက်ကိုတွေ့သွားပြီးဒီဖုံးစိုးဆက်ကတော့ Gayo Delhi F ကနေအဂျင်တရာမှာဆိုင်းပြီးတဲ့ဖုံးစိုးဆက်ဖြစ်ပါတယ်။ဒါကြောင့်ဦးစံကအေဂျင်ဆောင်ဆွဲထားတဲ့လူသားသမားရဲ့ပုံလူပကြီးနဲ့တူအေဂျင်ဆောင်ကိုပါခေါ်က Delhi ရုံးကိုလာခဲ့ပါတော့တယ်။ ဒါမှမဟုတ်မြန်မာဘောင်းလင်းအကောင်ကစတေကာမီလီယံတရာပြည့်ရဲ့မာတီတာရဲ့အင်ကြီးတစားကိုဖျက်ပြမယ်လို့ပရိသတ်တွေကပြောကပရိသတ်တွေကလည်းစတေကာတွေကိုရရရရပေးနေကြပါလေစတေကာတရာမီလီယံပြည့်တဲ့အခါမှာတော့မာတီတာရဲ့အင်ကြီးကျိုးကိုဖျက်ပြလိုက်ပြီးအဲနောက်နောက်ထပ်ကျိုးတစ်ချောင်းကိုဖျက်ဆေးခြင်းနဲ့ဆိုရင်စတေကာ1ဘီလီယံပြည့်အောင်ပေးဖို့လည်းမြန်မာဘောင်းလင်းအကောင်ကထပ်ပြောလိုက်ပါတယ်ဒီအချိန်မှာအူဆန်တို့ကတော့ဒလီယုံကသတိစီမှာမြန်မာဘောင်းလင်းအကောင်ကိုမေးနေကြပြီးသတိကတော့အူဆန်တို့ကိုသူ့ရဲ့အင်ကိုလိုက်ပို့ပေးခဲ့ပါတယ် ဒီလိစာကတော့ဦးဇန်ခံမှန်းထားတဲ့မြင်းထွေးမှာရှိနေပြီးဦးဇန်တို့၃ယောက်အိမ်ထဲကိုဝင်လာတဲ့အခါမှာတော့ဟီအောင်ရှစ်ကလူသက်သမားချိုးပြင်ဆင်ထားတဲ့အယုံမခေါင်းပြုတ်သွားတာကိုမြင်ကထွက်ပြေးသွားပါတယ်။ဒါကြောင့်ဦးဇန်ကအီဂျင်ဆောင်ကိုကင်မရာကင်ခိုင်းလိုက်ပြီးလူသက်သမားအိမ်ထဲကအမိုက်ဘုံကိုယူကပြင်ပြန်ထွက်လာခဲ့ပါတယ်။အိမ်ပြမှာတော့ရောင်ရှစ်ကိုပြန်ခိုင်းလိုက်ပြီးဂျေအောင်ကပဲဆက်ပြီးဗီဒီယိုရိုက်ပေးကအမိုက်ဘုံထဲကနေသွေးပြေးနေတဲ့ကော်ဖီဆိုင်ဘေးစာရွက်ကိုတွေ့ခဲ့ပါတယ်။ဒီကော်ဖီဆိုင်ကတော့မယ်လီရဲ့တိုက်ခန်းထားမှာရှိတာဖြစ်ပြီးမယ်လီနဲ့မာထီတာတို့ကလည်းယင်းနေကြတဲ့ငွေချင်းတွေဖြစ်နေပါတယ်။ ဦးဇံက live day ကနေဗေစာရွက်ကိုကင်ပြကလူသက်သမားစီပြေးလာသလိုလှုပ်ပြခဲ့ပေမဲ့ဒီသက်သေးတွေကတော့လူသက်သမားလဲသားထားတဲ့အရာတွေသာဖြစ်ပါတယ်။ပြေးမှုတွေကိုတည်တည်ချာချာလေးလာပြီးစစ်စစ်တက်တဲ့ဦးဇံကတော့ဒီလိုလဲသားထားတာကိုကြိုသိနေပြီးသူကလဲသားလို့မရဘူးလို့ပြောလိုက်က coffee line ကိုမသွားရောပဲဒီအင်းနားမှာပဲလူသက်သမားကိုရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။ လမ်းမမာ live လေးနေတဲ့ဦးဆိုင်နောက်မှာတော့ကားတစ်စီးကဟွန်ဒီလိုက်တာအကြောင်းကားဟွန်တန်ကိုလူတော်တော်များရဲ့ live တဲကနေပါကြားလိုက်ရပါတယ်။ဒါကြောင့်ဦးဆိုင်ကအနည်းကတိုက်ခန်းတွေကို live ရှာခဲ့ပြီးအခမ်းအနားဝင်မိတာအကြောင်းပြဿနာရှာခံရကမနေ့လောက်အောင်ထွက်ပြေးလာခဲ့ရပါတယ်။ လူသမားရဲ့လိုက်ထဲမှာပေါ်နေတဲ့ပြည်ထောင်ပုံစံအတိုင်းလိုက်ရှာလိုက်တဲ့အခါမှာတော့တရားခံရှိနေတာကအနုပညာခမ်းမဆိုတာကိုသိသွားပြီးတကားကိုဖျက်ကာဝင်လာခဲ့ပါရယ်အထဲကိုရောက်တဲ့အခါမှာတော့အင်ဂျီဂျိုနှစ်ချောင်းလုံးပြတ်နေတဲ့မာတီတာနဲ့တူစတစ်ကာ1.5ဘီလီယံပြေသွားတာကြောင့်ဘရာဇီးယားကျိုးကိုပါဖျက်ဖို့လုပ်နေတဲ့လူသမားကိုတွေ့လိုက်ရပါရယ်ဒါကြောင့်ဦးဆန်ကအချိန်မီဝင်ထားလိုက်ပြီးကျိုးကလွတ်လာတဲ့မာတီတာကတော့ရေတောက်ပြီးတဲ့နောက်ဦးဆန်ကိုလာကူညီခဲ့ပါရယ် အဲနောက်မာတီတာကကင်မရာကိုပိတ်ဖို့ပြောလိုက်တာအကြောင်းအိုဆန်ကသူ့ရဲ့စွန်းစားကန်းကိုဘာကြောင့်ပိတ်ပေးရမှာလဲလို့ပြောလိုက်ပြီးလမ်းပြန်ဂျိုးကလည်းလွယ်လွယ်လွတ်လာတဲ့မာတီတာကိုတော့မယုံကြည်ကလူသားသမားရဲ့မျက်နှာဖုံးကိုဆွဲချလိုက်ပါတယ် တကယ်တော့ဒါတွေအလုံးကမာတီတာရဲ့စတစ်ကာရမှုလုံးဆက်တွေဖြစ်နေပြီးသူကတော့စတစ်ကာ1.5ဘီလီယံရသွားခဲ့တာ။ဦးဆန်ကတော့တေလူမျောပါရုံးကန်ခဲ့ရပါတယ်။ဒါကြောင့်ဦးဆန်လည်းဒေါ်လာတွေထွက်သွားပြီးမာတီတာကိုပရိသတ်တွေကိုပြန်တောင်းပန်မှုပြောပြီးမြမာတီတာကတော့အဆုံးထိငင်းနေခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့ဦးဆန်ကိုမကြော်နိုင်ပဲလိုင်ရင်းကအမှန်တိုင်းဝင်ခံလိုက်ရပါတယ်။ ။ဥဆောင်ကတော့ web platform မှာနံပါတ်1ပြန်ဖြစ်လာခဲ့ပြီးမာတီတာကတော့ပရိသတ်တွေဝိုင်းပြောတာကိုမခံနိုင်ပဲကိုကိုကိုတက်တည်သွားခဲ့ပါရီ။အဲဒါဥဆောင်ကကားထဲမှာအေဂျင်ဆောင်နဲ့တူ live stream ခဲ့ပြီးအေဂျင်ဆောင်ကတော့ဥဆောင်နောက်မှာအနီးကပ်ရှိလာခဲ့ကကားနောက်ကနေတော့လက်ပြနှုတ်ဆက်နေတဲ့ဖြူဖြူစင်စင်လေးအေဂျင်ဆောင်ကိုတော့ဥဆောင်ကအချစ်ပုံနေခဲ့ပါရီ။ဒါပေမဲ့ဥဆောင်က live ကိုနှုတ်ဆက်နေတဲ့အချိန်မှာပဲခြားပေါင်းမှာအဲလိုပုံစံတွေကိုကြိုက်တာလားအကြိုက်ကလည်းထူးဆန်းလိုက်တာဆိုတော့ comment တခုကိုတွေးလိုက်ရပါရီ။ ဒါကြောင့်အိုဆန်လည်းအေဂျင်တောင်းနေတဲ့မြေအောင်ခန်းတကားကိုပြန်သွားကြည့်လိုက်တဲ့ခါမှာတော့တကားကပကြီကကလပ်မှာဆွဲထားတဲ့ပကြီနဲ့တပုံစံနဲ့ဖြစ်နေခဲ့ပါတယ်။အဲနောက်လိုဝခန်းနဲ့ဆက်လျှောက်လာတဲ့ခါမှာတော့အိုဆန်ရဲ့ဗီဒီယိုတွေအားလုံးကိုအေဂျင်ဆောင်ကကြည့်နေကြတာဖြစ်ပြီးနောက်ကရောက်လာတဲ့အေဂျင်ဆောင်ကအိုဆန်ရဲ့ပခုံးကိုဓာတ်နဲ့ထိုးလိုက်ပါတယ်။အဲနောက်စပင်တုကိုလည်းချုပ်ပြလိုက်ပြီးလူသားသမားကတော့သူရိုးသားတွေလိုမှတ်ချက်ပေးထားတဲ့အေဂျင်ဆောင်ဖဲဖြစ်နေခဲ့ပါတယ်။ တကယ်တော့အီဂျင်ဆောင်ဆိုတာအလေးနမဲအစ်မဟုတ်ပဲဦးဆန်ရဲ့ပြင်မှုဖော်ထုတ်တဲ့ဗီဒီယိုတွေကိုကြည့်ကဒေါသသမားတွေကထူးခြားအောင်မလုပ်တတ်ဘူးလို့ပြောထားတဲ့ဗီဒီယိုကြောင့်မိန်းကလေးတွေကိုတက်ကအဝိစာယူသွားပြီးထူးခြားအောင်လှုပ်ပြခဲ့တာဖြစ်နေပါတယ်အဲ့နောက်ပိုင်းဦးဆန်ကသူ့ကိုမှတ်ချက်ပေးတဲ့ဗီဒီယိုတွေကိုလည်းကြည့်ခဲ့ပြီးဦးဆန်ရဲ့တင်ဆက်မှုကြောင့်သူ့ကိုလူတွေစိတ်ဝင်စားလာတာကိုကြေညာနေကြတာဖြစ်ပါတယ်။ဦးဆန်ကတော့လူသားသမားက live ထဲမှာပဲ level ညှိလိုက်ပြီးဦးဆန်ကတော့ပါလာတဲ့ဓာတ်နဲ့ထိုးလိုက်တာထွက်ပြေးပေမဲ့မလွတ်ပဲနောက်ဆုံးမှာတော့ဦးဆန်ကလူသားသမားကို level ညှိပြီးတက်ပြလိုက်ပါတယ်။ ဒါပေမဲ့ live ထဲမှာလူသက်ပြားဆိုလို့ဖြစ်သွားတဲ့ဦးစံကိုတော့ပရိသတ်တွေကရဲခေါ်ဖို့ပြောခဲ့ကြပြီးအဝိဇ္ဇလူသက်သမားကိုဖန်တီးခဲ့တာကလည်းဦးစံပဲဖြစ်တယ်လို့ဆိုတာအပြစ်တင်ခဲ့ကြပါတယ်ဒိုင်ယာရီပလပါနဲ့ဦးဆောင်ကတော့သူကအဝိစာလူသက်သမားကိုဖန်တီးခဲ့တာမဟုတ်ပဲဖန်ပေးခဲ့တဲ့သူရဲ့ကောင်းဖြစ်တယ်လို့ဆိုတာဒိုင်ယာရီနဲ့အတူ live ဆက်လွှင့်ရင်းနဲ့ဇလန်းလေးကိုအဆုံးသတ်သွားခဲ့ပါတယ်။အခုလိုမျိုးဇလန်းကောင်းတွေကိုပုံမှန်တင်ဆက်ပေးသွားမှာမို့ကျွန်တော်တို့ရဲ့ Million Recap မြန်မာ channel ကို like and subscribe လုပ်ခဲ့ကြဖို့မမေ့ကြပါနဲ့ဦးနော်။ပရိသတ်များအားလုံးပဲနောက်ဇလန်းတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။